အားလုံးမင်္ဂလာပါရှင်ဒီတစ်ခါကျွန်မတင်ဆက်ပေးချင်တာကတော့ဆရာမောင်သိက္ခာရေးသားတဲ့ယေရှုလို့ပုဂ္ဂိုလ်ရုံးနဲ့အခြားဝတ္ထုတူများတွေကဝတ္ထုတူကောင်းတစ်ပုဒ်ဖြစ်တဲ့စာမိမာလီတော်ကြောင့်ဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်ရှင်လိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင် စာမိမာလီတော်ကြောင့်ဒီနေ့တော့ဝတ္ထုဤဘေးတကောင်ကိုအယယူရမည်ကျွတ်နေတို့အဖွဲကတညီတညွတ်ထဲဆုံးဖြတ်ချက်ချလိုက်ဤကြည့်ပါ မူတူးသည်သူ့ဘလသူ့အင်အားကိုအသုံးပြုပြီးမနေ့ကကြွက်နေရုံအဖွဲကို အနိုင်ချင့်ခဲ့သည်မဟုတ်ပါလောကြွက်နေရုံအဖွဲဝင်များမှာမြန်မြန်ဆဆတော့မဟုတ်ကြွက်နေငခွေးနဲ့တောက်ထွန်းတို့သာပါဝင်၏ကြွက်နေရုံအဖို့အဘညာဖြန်းတဲ့တစ်ဖြစ် အဖြောက်မှဝဲခဲ့သောရွှေစင်နန်းတွင်ငန်းစည်းကြီးကိုအဘညာအားရည်နွေးပူပူဖြင့်ချွေးထုတ်ရန်တိုက်သည်ပူတူမကအဘညာကိုကြည့်ရှုဆောက်ရှောက်ဖို့အိမ်မှာနေရခဲ့သည်ကြွက်နေက ဟင်းဆားရှာရန်ထွက်ခဲ့သည်။ကျွတ်နီတငယ်ချင်းများဖြစ်ကြသောငခွေးနှင့်တောက်ထွန်းတို့ကိုပါအပါခေါ်ခဲ့သည်။ဘုံကြီးเจ้าများဖြစ်သောတောင်ချောင်းနှင့်ကျောင်းတက်အကြားတွင် အိုင်တွေကအများအပြားရှိသည်။ကျွတ်နီတို့ရွာပတ်ဝန်းကျင်တွင် ရေကာရာကြီးများရှိ၏။ကျွတ်နီတို့မမွေးမီကထိုရေကာရာကြီးများကိုဖို့ရန်ညီကြီးကိုတူရင်းအိုင်ကြီးများဖြစ်ပေါ်လာသည်။အချို့အိုင်ကြီးများကကြီးသည်။အချို့အိုင်များကငယ်သည်။ ယခုကျွတ်နေလို့အိုင်ပက်ရန်ရီမန်းထားသောအိုင်ကခက်ငင်ငင်ရေကခတ်တိမ်တိမ်ဒီအိုင်ကိုသူတို့သုံးယောက်ကတမန်တုံမီတမန်တုံသည်ဆိုဒီမှာလဲအချားမဟုတ်ရွှတ်စည်းမြေများဖြစ်ဖို့၍အိုင်ကိုကတားချခြင်းများသာတစ်ဖက်အိုင်မှရေများကိုခနွဲလှုပ်၍ရေပက်ပြင်မီခနွဲလှုပ်သည်ဆိုဒီမှာလဲတမန်တွင်ဝါထောက်များဖြစ်ထောက်ကျိုးစင်ပြီးရေပုံးဖြစ်အချားရေအိုင်တို့ ရေပက်ထုတ်ခြင်းများသာဖြစ်သည် ရင်းတို့ရေပက်ပစ်လိုက်ခြင်းဖြင့်ရေအိမ်မှရေများခန်းချောက်သွားမည်ခန်းချောက်သွားသောအိမ်အတွင်းမှငါများရမည်မနစ်စောစောကလေးကကြွက်နေလို့သည်အိမ်ကိုအကဲခတ်ပြီးဖြစ်သည်ဗျိုင်းအောက်နှကောင်သည်အိမ်အတွင်းမှထပြန်သွားကြသည်ဗျိုင်းအောက်ဆိုသောအကောင်မှာဝိသာလီဗျိုင်းကြီးများကဲ့သို့နားနေလင်းဖြူဖြူဖိုးဖွေးမဟုတ်သူဤအယောင်သည်ညုံညင့်ညင့်နှင့်ပေါင်ဝင်းခြင်းမှရှွံ့ရောင်နေမချားနာရုတ်တရက်မတွေ့နိုင် ဝေသားလီပြိုင်လိုဝုံဝုံကြွကြွလည်းမဟုတ်ကုတ်ချောင်းချောင်းရုတ်တရက်ထပြန်လိုက်မှသာအတောင်များကဖြူနေသဖြင့်ဗျိုင်းမန်းသိရသည်ဝေသားလီပြိုင်ကြီးများကဲ့သို့လဲတိုင်းမရှိခြေတိုင်းမရှိပုတ်အိုက်အိုက်နဲ့ဗျိုင်းတမျိုးဤဗျိုင်းမျိုးသည်ရေတိမ်မှငါးများကိုသာရှားစားတတ်သည်ထုံမြတ်မကရေတိမ်ညင်းညက်တကောင်သည်အိုင်ပေါ်တွင်ဝဲကပြန်နေ၏သူဤစိမ့်ပြာရောက်တောက်နေသောအတောင်နှင့်ဝါသောနှုတ်သီးရှိရှိမှပနံတက်လာ၏ ရေတိမ်ကြီးငက်သည်အိုင်အပေါ်မှဝဲပြန်နေရကအိုင်အတွင်းသို့တရှိန်ထိုးထိုးဆင်းပြီးအတုတ်လိုက်သူဤနှုတ်သီးဖြားတွင်ငါးကလေးတစ်ကောင်တော့ပါလာစမြေဤမြတိန်သောအိုင်ကိုကျင့်နေတို့သုံးယောက်ရေပဲ့၍မပင်မပန်းနှင့်ငါးဖန်းရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ပထမအိုင်အတွင်းတွင်ရှိနေသောဗေဒပင်များကိုဖျက်ပြရမည်ထိုစဉ်အိုင်အဆက်ဗေဒပင်6များကြားတွင် ဖြူဖွေးနေသောဘဲဥနှလုံးကိုအမတ်မတင်မခွေးကတွေ့ရသည်။တငယ်ချင်း၃ယောက ဝမ်းမြောက်လိုက်သည်ဖြစ်ချင်းငါဖမ်းရမည့်ငါအပြင်ဘဲဥနှလုံးပါအစ်စ်ရလိုက်သည်ဤအိုင်နှင့်မနီမဝေးမောင်စိမူတူချုကရာစသည့်ကလာများသည်ဘဲအမြောက်အမြောက်ကိုမွေးမြူထားကြ၏သူတို့ဤဘဲများကိုဤအိုင်တလျှောက်နှစ်ခင်းဖက်တွင်လွတ်ထားပြီးသူတို့ကအနောက်မှလိုက်၍ထိန်ချောင်းသည်ဘဲများမှာဘဲဥဥရာတွင်စီကံမရှိဘဲချန်ထဲမှာသမက စားတောက်နေစဉ်ရေကူးနေစဉ်နေရာမကျွေးအိုင်အတွင်း၌လည်း ဥချင်းဥတက်ကြသည်ယခုလဲစီကတ်မရှိသောဘဲအုပ်တအုပ်ကဥသွားခြင်းဖြစ်နိုင်သည်မူတူဤဘဲအုပ်ကပင်လောချကရာဤဘဲအုပ်ကပင်လောမောင်စိန်ဤဘဲအုပ်ကပင်လောဘာပဲဖြစ်ဖြစ်ကျွတ်ညီတို့ဘဲဥနှလုံးအပူလက်ဆောင်ရလိုက်သည်ကျွတ်ညီတို့အိုင်ကိုရေပက်၍ရေခမ်းလာသည့်နှင့်အမျှရှွန်းနှုံများဖြင့်ရေမှာခတ်တိမ်တိမ်သာရှိတော်သည် ရေနောက်နောက်တွင်မနေနိုင်သည့်ငပားစွန်းငတန်းစသောငါးကလေးများမှာ ရေပေါ်တွင်ရက်ကန်ရက်ကန်နှင့်ခေါင်းဖော်ကားကူနေကြသည်။အိုင်ပေါ်တွင်ပြန်ဝဲနေသော ရေဒိန်ငင်းငှက်များကလည်းအလုတ်များနေသည်။မကြာခဏဦးဆိုင်ထိုးချပြီးရေပေါ်တွင်ပေါ်နေသည့်ငါးကလေးများကိုတုတ်ချီလျက်ရှိသည်။ငခုငပတ်နှင့်ငစင်ရိုင်းတို့၏နှခမ်းမွေများထိုးထိုးထောင်ထောင်ရေပေါ်တွင်ပေါ်၍နေ၏။ကျွတ်နေတို့ကတကောင်ချင်းလှိုက်လံပြီး အာရပါရဖန်ဆီးနေကြ၏။တခုတော့တတိထားရ၏။ ငကြီးကိုဖမ်းနေမှုတည်တည်ချာချာမိမိရရဖမ်းရသည် သူဤစူးတောင်နှင့်ထိုးမိလေမတက်ပါတဖြင်းဖြင်းနှင့်အစိတ်တက်တော်ဤရေပြင်းသို့မဟုတ်ကျင်ငယ်ရေနှင့်ထိမှအစိတ်ပြေသည်ထို့ကြောင့်ငကြီးစူးတောင်စူးလျင်ဘီးမဝိုင်းပြီးသေးနှင့်ပန်းပေးရသည်ငကြီးစူးစူးခံရသူကမယုံမရှာစူးစူးသောလက်နှင့်ကျင်ငယ်ရေကိုခံပေးရသည်ကျင်ငယ်ရေသည်ငကြီးစူးဤအစိတ်တမက မီးလောင်လင်းလေတုတ်လိမ့်နိုင်သည် လေနာရင်လဲတောက်နိုင်သည်ပွဲတွေ့မိယုဖလာဇီနီဖြစ်သည်ငကြီးမှာငခုနှစ်ခတ်စင်စင်ငကြီးကပို၍ခေါင်းသေးပြီးပြသည်ကြောပေါ်မှာရေရက်အတောင်များမပါဣမြသားလင်းကွာချသည်ငပြင်းတလက်ငါများကလည်းအိုင်အတွင်းမှာပေါ်များလာသည်ငါကအကောင်မကြီးသူ့တကူလုံးမှာတက်တန့်ရောင်အစင်းကလေးများနဲ့လှပသောငါများဖြစ်၏အိုင်အတွင်းမှာငါမျိုးစုံတော်တော်ကလေးရသည်ငကြီး ငခုငရံငခုံးမငစင်ရိုင်းငဘက်ငပြေးမငဖဲငရှင့်ငမွေတို့စသည့်ငါးများငမွေတို့ငခုငရံတို့ကနုံတိုးနေ၍နေတစ်ဖြစ်နောက်ဆုံးမှဖမ်းရကြသည်ကျွန်းနီငခွေးနဲ့တောက်ထွန်းတို့အာရဝန်တာငါးများကိုအလှူရက်ဖန်နေစဉ်မမျော်လင့်ပဲကလားမူတူးကအိုင်ဆက်မပေါ်လာသည်မူတူးဤလက်တွင်ဘဲเจ้าရ၌ကိုင်းသောဝါဒုတ်တစ်ချောင်းပါလာသည် မုတ်ထုကကလားပေမဲ့ဘလာတောင်းသည်ပြီးတော့ပိုက်မိုက်ကန်းကန်းကလားလူမိုက်မင်းတို့ဒီအိုင်ကိုဘသူအမိတ်နဲ့လာဖမ်းတာလဲဗျာမုတ်ထု၏အမေကိုကြွက်နေလို့သုံးဦးကမဖြစ်တဲ့အိုင်မငါဖမ်းတယ်ကိုဘသူထံခွင့်တောင်းရမည်လဲမသိမုတ်ထု၏အမေကိုအမေတိတ်ဗျာတလုံးသာကြွက်နေလို့ပြိုင်းတူဖြေနိုင်ကြသည်ထို့ပြင်မဖြစ်သက်နောက်မှထားဒီအိုင်တဝိုက်မှာငါဘဲတွေလွတ်ထားတယ်မင်းတို့ငါမဖမ်းရဘူးတော်တော် ဘူတူးကကြွက်နေတော့၃ယောက်ကိုချိန်မောင်းပြီးနင်းလွတ်သည်ဒါကတော့မတရားသူ့ရေအိုင်လည်းမဟုတ်ဤအိုင်မှအများပိုင်ရေအိုင်ဖြစ်သည်သို့တော့မပြောရဲကြခလေးနဲ့လူကြီးပြီးတော့သူ့လက်ထဲမှာကဒုတ်တချောင်းလေးပါသေးသည်မလလဲကောင်းသေးသည် အမေအမေဒီမှာလဲဘဲဥနှလုံးပါလားမင်းတို့ကတခိုးကလေးတွေမူတူးသည်ဘဲဥနှလုံးကိုမြင်သွားသည်သူအခါကြွက်နေကမဟုတ်ဘူးမဟုတ်ဘူးကမူတူး ဒီဘဲဦးနှလုံးကကျွန်တော်တို့ငါဖမ်းရတဲ့အိုက်ဆက်ကရတာပါဗျာကျွန်တော်တို့မခိုးပါဘူးဘာမခိုးရမှာလဲငါဘဲဦးတွေဒီလိုပဲခဏခဏပြောက်နေတာကြားပြီဟုတ်မဟုတ်တော့မသိမူတူးကကြိမ်သွားလိုက်သည်ပြောပြောဆူဆူဘဲဦးနှလုံးကိုမူတူးကကောက်ယူလိုက်သည်ကဲမင်းတို့ဒီအိုက်မှာဆက်ပြေးငါမဖမ်းနဲ့တော့ဒီအိုက်ကအမြန်ဆုံးထွက်သွားကြကွာကြွက်နေတော့ဘာတတ်နိုင်မင်းနီဖမ်းမိထားတော့ငါအချို့ကိုကမန်းကရန်ရှူပြီး ွက်နေတို့၃ယောက်ထွက်လာခဲ့ရသည်။အိုင်မာနှုံးများအတွင်တွင်ငခုကြီးများငမွေထိုးကြီးများကျန်နေသေးသည်။ကျွက်နေတို့မဖမ်းခဲ့ရ။အင်းအောင်မတူသောမူတူးကိုကြောက်ရွံ့သာထွက်ခဲ့ရသည်။နင်းနေမှမကြည့်နဲ့။မူတူးကလူကြီး။သူတို့ကခလေး။ပြီးတော့ဘဲဦးနှလုံးကလည်းသူ့ဘဲဦးဟုဘဲသူကအသေးချာပြောနိုင်မည်နီ။ချွကရာတို့မုံစိန်တို့ဘဲအုံများမှဥတော်သောဘဲဦးများလည်းဖြစ်နေသေးသည်။ဤဘဲဦးများသည်ပန့်တကူပစ္စည်း ပိုင်ရှင်မဲ့ပစ္စည်းများသာဖြစ်ရမည်။ကြွက်နေတို့သာရယူခန်းစားပိုင်ခွင့်ရှိသည်။ထို့ကြောင့်မူတူးကိုလုံးဝမကျင်းနဲ့။မူတူးအနိုင်အထက်မတရားယူသွားသောဘဲဥနှလုံးနှင့်အိုင်ထဲတွင်မဖမ်းရဘဲကြံရစ်ခဲ့သောငါးများအစားမူတူးကို၆ရက်ရွေလည်းအကျိုးမရှိသေးတော့ယနေ့သူ၏ဘဲတကောင်ကိုခိုးယူပြီးစားပစ်ရင်ကြွက်နေတို့အဖွဲမှကန့်ကွက်မဲမရှိဆုံးဖြတ်ထား၏။ဘဲတို့ဘဲတကောင်ကိုခိုးယူရမည်နိ။ ဘဲခိုးသောအလုတ်ကိုလူကြီးတွေသိရလည်းမဖြစ်အထူးသဖြင့်အဘညာအဘညာသည်တာငါအသက်များကိုတက်ဖြတ်ရသည်တငါအလုတ်ကိုလုတ်ကင်နေရတော့လဲသူတဘာပစ္စည်းကိုခိုးဝက်ခြင်းကိုတော့လုံးဝမနစ်သက်ကျွန်ဤတို့ဤတို့ဘဲခိုးရန်အကြံစီကိုသာသိလင်မုတ်ချတားမြစ်ပေးလိမ့်မည် ထို့ကြောင့်ကျွန်ဤတို့ကဘဲသူကိုမှအသိမပေးမူတူးတွင်ဘဲအကောင်300ခန့်ရှိသည်မနေ့9နိုင်ရောက်ဆိုရင်ထိုဘဲအုတ်ကြီးမှာ ကျောင်းတင်နဲ့တောင်ကျောင်းအကြားရေအိုင်တို့ရောက်လာစမြင်ထိုဘဲအုတ်ကြီး၏အနောက်မှဒုတ်တချောင်းကိုကန်၍မူတူးကလိုက်လာစမြင်ဘဲအုတ်ကြီးပတ်ဝန်းကျင်တွင်ကျွတ်နေတို့ကိုမူတူးမြင်၍မဖြစ်ငခွေးကထိုနေ့ဆော့ဆော့ကလေးကအိုင်ဆောင်မှကျော်စံကေးဖားအရှင်ကလေးတကောင်ကိုရှာဖမ်းပြီးနှုတ်စီဘူးအလွတ်တစ်လုံးထဲတွင် အတွင်းသို့ထည့်၍ယူခဲ့သည် တောက်ထုံးကကျိုးတူတူတုတ်ထားသည့်ဝါးခိုင်းမပါသောငါးမြချိတ်တစ်ခုကိုယူခဲ့သည် စီမံခန့်ခွဲသူကဂျနီသူတို့ဤလုပ်ငန်းကို မနဲ့စောကလေးကစတင်ပြင်ဆင်ရသည်အရှိနှစ်တောင်ခန့်လုံပတ်ထွန်ဆိုင်ခန့်ရှိတစ်သားချောင်းကြီးတစ်ချောင်းကိုလည်းရှာခဲ့သည်တစ်သားချောင်းဤတစ်ဖက်စွန်းကိုဓာတ်ဖြင့်ခြုံခဲ့သေးသည်ဒါမှနုံးပြေထဲမှာအလွယ်တကူဆက်၍ရမည်ဂျွတ်နီကသူဤပေါင်ရင်းလောက်အထိနှက်သောအိုင်အတွင်းသို့ဆင်းပြေးထိုတစ်သားချောင်းကြီးကိုစိုက်လိုက်သည်ပါလာသောအုတ်ခဲတစ်ခဲဖြင့်ပြေးပြေးချင်းထုသည် ငခွေးကကူညီသည်တက်သားချောင်းကြီးကိုနှုတ်အတွင်းတတောင်ကျော်မြန်ဝင်သွန်းအောင်စိုက်ထားလိုက်တက်သားချောင်းကြီးကိုရီအောက်တွင်တတောင်ခန့်အရှိရှိငုတ်တိုင်ကြီးအဖြစ်ဖန်တီးလိုက်ခြင်းဖြစ်သည်တောက်ထွန်းကတော့ခက်လန်းလန်းတွင်ငားများနေရင် လူသွားလူလာကိုအကဲခတ်နေသည်လူအသွားအလာရှိမရှိကြည်နေသည်တောက်ထုံငားများနေသောနေရာမှာငပြေးမှများအတော်ပေါများဟန်တူသည် ကနဖော့ပင်များခက်ကျဲကျဲနေသည့်နေရာအောက်သို့ ငါးမြချိတ်ချလိုက်၍မြတ်တိတ်မကြလားငါးမြပေါ့ကလေးတိတ်ခနေမြုပ်သွားသည်တောက်ထွန်းကဆွဲတုပ်လိုက်သည်စူးတောင်တကားကားနှင့်ငပြေးမှတကောင်တဖြက်ဖြက်လူရင်ပါလာ၏တောက်ထွန်းကဆွဲတုပ်လိုက်သည်စူးတောင်တကားကားနှင့်ငပြေးမှတကောင်တဖြက်ဖြက်လူရင်ပါလာ၏မိထားသောငပြေးမကိုနှက်များပင်ဖြင့်ပဟမဖြဲပြီးတီထားလိုက်သည်ကျောင်းတင်မှတန်ဃာရောများစကားကြီးမြို့အတွင်သို့ဆုံးခံကြွရန်ထွက်အလာတွင် တောက်ထွန်းကငပြေးမှရှစ်ကောင်ရနေချီပြီးငါစာကုံသွား၍အိုင်ဆက်တွင်ရှိသော ခရုမြက်ပြဲတကောင်ကိုထုခွဲပြီးအစံမမခရုသားများကိုငါစာအဖြစ်အလွယ်တကူယူလိုက်ရသေးသည်ငခွေးနှင့်ကြွက်နေတို့မှလည်းအလုတ်များစေရေအောက်တွင်ပြုတ်နေသောတစ်တန်းဟုတ်သူအပေါ်သို့အုတ်ခဲကိုတင်ထားလိုက်ကြသည်ထုအုတ်ခဲမှယူယူအုတ်ခဲတော့မဟုတ်စစောကတောက်ထွန်းယူခဲ့သည့်ကျူးတူတူတတ်ထားသောငါးများကြိတ်တွင် ငခွေးနှုတ်စီဘူးဖြစ်ထည့်ယူလာခဲ့သည့်ကျော်စံကိဖအရှင်ကလေး၏ကျောအေးပြားကို ပေါ့ယုံကလေးဖောက်၍ငါးများချင်းဖြင့်ချိတ်ဆွဲထားလိုက်သည်ကျန်ကျူးစာတစ်ဖက်ကိုအုတ်ခဲတွင်ခိုင်ခိုင်မြဲမြဲချီထားသည်ထို့နောက်ဖားချိတ်ထားသောငါးများချူတန်းတန်းနှင့်အုတ်ခဲကိုရေအောက်တွင်မြုပ်နေသောတစ်သားငုတ်တို့အပေါ်သို့တင်ထားလိုက်တော့သည်ကျောကုန်းတွင်အေးပြားပေါ့ယုံများဖောက်၍ချိတ်ဆွဲခြင်းခံထားရရှာသောဖားကလေးမှာဟိုမသည်မှာ ကျိုးအရှိရှိသမျှရက်ကန်ရက်ကန်နှင့်ရေပေါ်တွင်ပွေပွား၍ကုခတ်လျက်ရှိရှာသည် ဖားကလေး၏ခြေလက်တို့ရက်၍အယေပြမကရက်ငယ်များထာနေ၏ဘဲတကောင်ဖန်းစည်းရေးလုပ်ငန်းဆက်ရက်တရားကြီးကိုပြင်ဆင်ပြီးချိန်တွင်ကျွတ်နေတို့သုံးယောက်သားရေကာရာကိုကြော်၍ကျောင်းတစ်ဖုန်ကြီးကျောင်းဘေးသို့တွားနေကြသည်ဘူတူးကသူတို့အာမြင်သွားမည်ကိုအလွန်စိုးရိမ်လာပါသည်အကယ်၍ဘူတူးသာသူတို့ကိုမြင်သွားပါကမယုံတင်ကဖြစ်သွားနိုင်သည် ်တက်နေလို့ကိုမြင်လင်သူဤဘဲများကိုကြီးစွာသောဝရိယနှင့်ဂယုစိုက်လိုက်ပါကမခက်ပါတော့အခုတော့ရေခရာကြီးခန့်နေ၍သူတို့ကိုဘယ်နည်းနဲ့မှမမြင်နိုင်တောက်ထွန်းဖမ်းမိခဲ့သောငပြေးမှများကိုအိုင်ဘေးမှရွှတ်စေးစေးဖြင့်တကောင်ချင်းလုံနေအောင် လုံလိုက်သည်ငပြေးမှကလေးများမှတမဟုတ်ချင်းရွှန့်ကူတွင်ခံလိုက်ရတော့သည်ထို့နောက်ကျွန်ဤတို့၃ယောက်ရိုးပြက်များကိုစုပြီးမိဖို့လိုက်သည်ဖုံးကြီးချောင်းဘေးတွင် ျူးပိတ်ကျနေသောထင်းကိုင်းချောက်များကိုလည်းမီးပုံအတွင်းစုပြုံ၍ထိုးဆိုင်ထားလိုက်သေးသည်မီးထောင်မီးလျံအတော်အားကောင်းလာသောအခါငပြေးမှဌာပနာထားသည့်ရှင်လုံးများကိုမီးပုံထဲသို့ပစ်ထည့်လိုက်သည်မီးဤအပူချိန်ကြောင့်ရှင်လုံးခဲများမှာကြီးဆိုင်ခဲအချုပ်များဘဝသို့ပြောင်းသွားကြသည်ထို့နောက်ပူတစ်ချက်ပူလာသောအခါကြီးဆိုင်လုံးသည်ဤရဲ့အက်ကွဲသွားပြန်သည်အက်ကွဲစပြုတ်သောရှင်ခဲချောက်များကို မိထဲမှသူတို့ကဆဲထုတ်လိုက်ပြီးခဏအအေးခံထားလိုက်သည် လက်ကိုကိုင်နိုင်ချိန်၌ရှွန့်ခဲများကိုခွဲလိုက်သည် ရှွန့်ခဲဖက်များနှင့်အတူငပြေးမ၏စူးတောင်များနှင့်အေးခွန်များကပ်ပါသွားပြီးကြံရစ်ခဲ့သည်ကဖြူဖြူဖွေးဖွေးအငွေ့တထောင်ထောင်ညင်းနှင့်တင်းတင်းကလေးနှင့်စားချင်စပွဲငပြေးမအသားများမနေ့ကလေးကဘဲတကောင်ဖန်းစီရဲ့လုပ်ငန်းရန်ရာကြီးကိုလောက်ရကန်ရနဲ့မော်နေတော့ကျွန်းနီ ငခွေးတောက်ထုံတို့သည်လက်ဆက်လာသောငပြေမှမိဖုတ်သားကို အားရပါရစားကြသည်မှာမြိန်ချက်စဖွဲတဘာဝအတိုင်းအဘေပိုးခွဲမြမရှာရပဲစားရသောငပြေမှဖုတ်နီးကိုကျွဲ့နီတို့ဘိုးစင်ပေါင်းဆက်မှဆင်းသက်၍ကျွဲ့နီတို့ကအမွေခံထားကြသည်ကျန်ဤလို၃ဦးကငပြေမမိဖောက်သားကိုစားရင်မူတူဤဘဲအုပ်အလာကိုညိုရသည်မှမော်လာပါပြီ။ တကက်ကက်အောင်မြည်ရင်ဖွေးဖွေးလုံနေသောဘဲအုပ်ကြီးတရွှေ့ရွှေ့အိုင်အစင်အတိုင်းရောက်လာကြပါပြီ။ဘဲအုပ်ကြီးကိုရေးတွက်၍မရနိုင်ပါ။တဆက်ဆက်ရေကိုဟရင်ဟိုမတီမကူးခတ်နေသောဘဲများငုတ်ရှိုးသွားသောဘဲများလက်တညိမ့်ညိမ့်ခေါင်းတညိမ့်ညိမ့်နဲ့မြူထူးနေသောဘဲများအိုင်ပေါင်ရုပ်ကိုကြော်တက်လာသောဘဲများကိုကလားမူတူးကတုတ်တချောင်းဖြင့်ခြောက်လန့်ပြီးရေထဲသို့ဆင်းစေသည်။သူတို့တွားရတလျှောက်မှ တွေ့သည်များအစာကိုဘဲများကကူးရင်းခရင်စားသွားကြသည် ဘဲအုပ်အတွင်းမှဘဲထီခေါင်းစိမ့်ကြီးတစ်ကောင်သည် ကျွတ်နေလို့ထောင်ထားသော ဖားကလေးကိုမြင်သွားသည် ဖားကလေးမှာဘဲအုပ်ကြီးကိုမြင်၍ကြောက်အားနှံ့အားနှင့်ကုခတ်သည်သို့သောကျွတ်တန်းတန်းနှင့်မို့ဝေးဝေးမကူနိုင် ထိုအချိန်တွင်ဘဲထီခေါင်းစိမ့်ကြီးသည်ဖားကလေးကိုအငမ်းမရထိုး၍ဟတ်လိုက်တော့သည်ဘဲတီကြီးဟတ်လိုက်သောအချိန်ကြောင့်ဖားကလေးမှာအေးခွန်ပြက်၍ငါးများချိန်မှလွတ်ထွက်သွားသည်ဘဲတီကြီး၏အာခေါင်မှမူ ငါးများချိတ်ခထူးဖောက်၍စူးဝင်ချိတ်တွဲပြီးဖြစ်နေ၏ငါးများချိတ်ဤအဖျားမှတစ်ကြောင်ငါးများချိတ်မှကျွတ်ထွက်မသွားတော့ဘဲတီကြီးဤခေါင်းခါပြီးရုံလိုက်သည့်တခဏတင်းကနေဖြစ်သွားသောကျိုးကြောင့်ရှီအောက်တက်သားငုတ်တူပေါ်တွင်တဲတဲမြတင်ထားသောအုတ်ခဲကြီးမှငုတ်ပေါ်မှရှီအောက်မြေပြင်သို့ကျသွားတော်သည်အုတ်ခဲနှင့်အတူငါးများကျိုးကပါလာသည်ငါးများကျိုးနှင့်အတူဘဲကြီးကရှီအောက်သို့ပါလာသည် ရေအောက်သို့အုပ်ခဲကြသွားသောအခါငါများကျူးအရှိမအိုင်အိရေမျက်နှပြင်ပေါ်သို့မရောက်နိုင်တော့အဆကရေကငါများကျူးမရေအနှက်ထက်တုန်နေသည်မဟုတ်ပါတော့အလွန်ရေကူးကျင်နေလှသောဘဲတီခေါင်းစိန်ကြီးရေနှင့်နေလိမ့်ပြီအာခေါင်တွင်ချိတ်တွင်နေသောငါများချိတ်ကြောင့်ဘဲတီကြီးရေပေါ်သို့ကူးမတက်နိုင်ဒီအဖြစ်ကိုဘဲအုပ်ထဲမှဘဲဘဲကမှဂယုမထားသူတို့အစာကိုသာသူတို့အငမ်းမရရှာနေကြသည်မဟုတ်ပါလော ဘဲပိုင်ရှင်ဘူတူးကလည်းဂိယူမထားမီဤအဖြစ်ကိုမမြင်မီယင်းသည့်တိုင်အောင်လဲအများသောဘဲများကဲ့သို့ခိတရေအောက်သို့မှုရှိုးသွားသည်ဟုသာယူဆပေးလိုက်မည်ဘဲအုပ်ကြီးကတရွေ့ရွေ့ဖြင့်ထိုးရေအိုင်ကိုကျော်ဖြတ်သွားကြပြီဘဲတီခေါင်းစင်းကြီးကိုတော့ချန်ထားရစ်ခဲ့ပေးပြီဘူတူးဤကျောပြင်ကြီးသည်လဲတရွေ့ရွေ့ဝေး၍ဝေး၍သွားသည် ဝေးရမမုံမုံရမဝါ၍ဘဲအုပ်နှင့်အတူပြတ်သွားပြီဤတွင်မ ကျွန်းနီငခွေတောက်ထွန်းတို့ရေကာရာကိုကြော်ပြီးကုတ်ချောင်းချောင်းနဲ့အိုင်ဆောင်တို့ကတ်လာကြ၏ဖားကလေးကိုမမြင်တော့အသာမယောင်မလဲအိုင်သေးတို့သုံးယောက်သားဆင်းလိုက်သည်လူသွားလူလာကိုလှမ်းကြည့်လိုက်၏ချစ်ချစ်တော့ပူလောင်နေသောနေရာအောက်တွင်လူတယောက်မှအသွားအလာမမြင်လှုပ်လှုပ်ရှားရှားဟူ၍ခက်လန်းလန်းကုတ်ကိုပင်အောက်တွင်တဖြောက်ဖြောက်နှင့်ကြွေကြနေသောကုတ်ကိုသည်ခြောက်များကိုစားနေသည့်နွားသားအမိတကောင်သားရှိသည် ွတ်နေရေအောက်သို့လက်ဖြစ်တရွေ့ရွေ့အသာအရာဆန်းလိုက်သည်ဘဲတီကြီးကိုဆမ်းမိသောအခါရေပေါ်သို့ဆွဲတင်လိုက်၏ရေ၌ကျွမ်းကျင်လာသောဘဲတီကြီးခမည်းရေနေ၍တေရှာနေပါပြီကောဘဲတီကြီး၏အောက်ကောင်တွင်ချိတ်တွင်နေသောငါးများကို ကမန်ကရန်ဖြုတ်လိုက်သည်ကျွတ်နေသည်အတွင်းခံပေါင်းမီတူကိုဝတ်ထား၏ပဇိုးလုံကွင်းကိုဆလွေတိုင်းထား၏ပဇိုးဆလွေအတွင်းသို့ ဘဲထီအသေးကောင်ကြီးကိုမြ мян ကလေးထဲ့ပြီးပဇိုးနှစ်လုံးအောင်ထုတ်လိုက်ထို့နောက်အုတ်ခဲမှငါးများကျူးများကိုငခွေးကဖြုတ်လိုက်ကျွတ်နေတို့လုပ်ငန်းကြီးကပြေးလိပြီသူတို့သည်ငခွေးဤတဲရှိရာသို့မူတူးအပေါ်အောင်ပွဲခံရန်ခတ်တွတ်ကလေးလှမ်းယူများသောထိုနေ့ညနေကတငယ်ချင်းသုံးယောက်ညစာစားပွဲမှာဘဲသားဟင်းနဲ့အထူးမြိတ်လာသည်သူတို့သုံးယောက်စား၍ဘဲသားကမကုန်ပါချီ ဒီတော့အနိအနာမှာအပေါင်းအသင်းမိသင်္ကဟများကိုပင် ခေါ်၍တူတူတိတ်တိတ်နှုတ်ပိတ်ပြီးညီတို့ဘီပုံမဲတကောင်ကိုခိုးယူရသည်ကိုလည်းဂုံယူဝင့်ကျွားစွာပြောဆိုရင်းချွေးမွေးလိုက်သေးသည်လူငယ်များဆိုတော့ကြွားမိပေတကူတူတူတိတ်တိတ်ပြောဆိုခြင်းကအမားတရက်ကိုကျူးလွန်ခြင်းသာဖြစ်၏ကိုကကျူးကိုတူးမှမယုံရမဲသားဟင်းနှင့်ထမင်းစားအပြီးမိမိတို့လှုပ်ဆောင်ခဲ့မှုကိုပီတိဖြစ်ရင်းကျွတ်နေတို့တမေးပိတ်လိုက်ကြသည်သည်သူတို့အခေါ်ကထမင်းလုံးစီသည်တဲ့ ဘူးတရားပိတ်လို့ရမည်။အစက်တပေါက်ပိတ်၍မရ။ကျွန်းဒီဤတငယ်ချင်းများကကျွန်းဒီတို့ပိပိရိရိဘဲခိုးမှုကြီးကိုချီးကျူးကြ၏။နိကာချဲ့ကြ၏။ဝန်တာအာရတူးကိုတူးဖောက်သေးချကြ၏။သူတို့ဘဲသားဟင်းနဲ့သမင်းစားခဲ့ရပုံတည်းပါသည်။ကျွန်းဒီအိယာမနှိုး၍အိမ်တို့ပြန်မရောက်သေးပါ။တစင်စကားတစင်နာဖြင့်ကျွန်းဒီတို့ဤဘဲတကောင်ခိုးစားမှုကြီးသည်အပြာသွေးကြခါစားအပညာဤနာဝါတို့လှင်းနေမြ мян ပင်ရောက်သွားနေချေပြီ။ ်ငါတို့အမျိုးဟာတနာလောက်စားပေမဲ့တခိုးမျိုးမဟုတ်ဘူးဟေ့အဘညံသည် အခအခွင့်တင်တိုင်းဤတို့ကြွေးကြော်ခဲ့ပြပါသည်တခိုးမျိုးမဟုတ်မြည်သူပစ္စည်းများမတရားမယူဆိုသည်ကလည်းအမြဲတမ်းအဘညံဂုဏ်ယူခဲ့သည်ယခုတော့ယခုတော့သူမြည်အရင်ခောက်ခောက်ကြွက်နေကကလားမှုတူဤဘဲတကောင်ကိုခိုးစားတဲ့ရင်ကဲ့သို့သောခိုးဝဲမှုကိုအဘညံဘယ်နည်းနဲ့မှခွင့်မလွန်နိုင်တဝဲချင်းတုတ်တချောင်းကိုကင်ပြီး ိမ်မဆောက်နေသောအပါညာကိုကြွနေမသိရှာကလာမူတူးထံမှခိုးဝဲ၍ဘဲတကောင်ကိုစားမိမလီသောကြောင့်ကြွနေအပြစ်ဒဏ်တစ်ခုကိုခံရမည်အပြစ်ပေးသည့်ကရိယာဖြစ်သောအဘညာဤဒဝေချင်းကြီးမှာကြွနေအဖို့နောင်ဘဲတုံးမှာဤအလုံမျိုးကိုမလုတော့ပါဟုတန်တိတ်ထံချစီရသည့်အထိဆောင်ရွက်နိုင်ရန်ကြွနေကိုဆောင်မျိုးကြိုးစို့လျက်သို့သော မိမိတို့အနိုင်ကျင့်ခံခဲ့ရသောညီတိကိစ္စကိုမဆို အခွင့်တင့်သောတနေ့တွင်ညီမြသော တုံ့ပြန်မှုဖြင့်တုံ့ပြန်ရမည်ဟုသည့်အယူအဆကိုမူကျွတ်နေတို့ကဆွဲဆွဲမြဲမြဲယုံကြည်လျက်ပင်ရှိနေသေးသည်တကားရှုမဝရုပ်စုံမဂဇင်1980အဆုံးအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတို့အတယောက်ချင်းကိုအထူးအထူးပဲကျေးဇူးတင်ရှိပါရရှင် နောက်မှလည်းစိတ်ဝင်စားဖွယ်ရ ခန်းဆက်တွေကိုဆက်လက်ပြီးဖပြပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်ပေးကြပါဦးနော်။